ပါတီငယ်တွေပူးပေါင်းဖွဲ့စည်းထားတဲ့ Federal Democracy မဟာမိတ်ဖွဲ့ကိုလွန်ခဲ့တဲ့3လကပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီးဖွဲ့စည်းတဲ့ကာလတူတာကြောင့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မှုအတွက်အသေးစိတ်ညှိနှိုင်းနိုင်ခဲ့တာမရှိဘူးလို့သိရပါတယ်။2015ရွေးကောက်ပွဲမှာ Federal Democracy မဟာမိတ်အဖွဲ့ဝင်ချင်းချင်းပူးပေါင်းလှုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေမဲ့နောက်2020ရွေးကောက်ပွဲမှာတော့အင်အားစုကြီးတည့်ရဖြစ်လာအောင်လှုပ်ဆောင်မှုရှိနေပါတယ်။ဘာဘာတို့စုပေါင်းထားတဲ့ပါတီတိုင်းဒီ ပါတီငယ်လေးနေဖြစ်တဲ့အတွက်ကြောင့်ညီညီညွတ်ညွတ်နဲ့ဒီအဖွဲ့ကြီးဘွားကြီးထွားလာဘာဘာလို့လုံနေတာ2015ခုမှာမမှီရ2020ခုနှစ်မှာကြက်လက်ခိုင်မာတဲ့အဖွဲ့ကြီးဖြစ်အောင်ဘာဘာလို့အခုရှိနေတဲ့ပါတီ14ခုကကြိုးစားနေတာအင်္ဂါတို့ဒီ Federal Democracy Alliance ဆိုလေဆိုတော့ဒီအကြောင်းကြောင်းနေကြောင်းမြေပေါက်ပွဲမတိုင်ခင်3လလောက် အခုကလည်းပြန်တွဲရင်လွန်ခဲ့တဲ့3လ4လလောက်ကအဲ့ဒီချိန်ကျမှအသေးချာပြန်ပြော့ခွာစီရတဲ့အနေထားရှိတယ်အဲ့ဒါကြောင့်ရွေးကောက်ပွဲအတွက်တော့အသေးစိတ်မညှိနှိုင်းနိုင်ခဲ့ဘူးရေပုံရအားဖြင့်ညှိနှိုင်းတာပဲရှိတယ်နောက်ဆောင်အယူကပွဲမှာဖွဲ့ဝင်ပါတီတွေအချင်းချင်းပူးပေါင်းရှင်ပြိုင်မှုအရင်ကစီစဉ်ခဲ့ပေမဲ့ဘန်နာရဲ့အခြေအနေကြောင့်ပူးပေါင်းနိုင်ခဲ့ခြင်းမရှိတာလို့သိရပါဗျာ ုပေါင်းပြီးတော့မှရွက်ောက်ပွဲဝင်မယ်ဝင်ပြီးတဲ့ခါကျတော့မှအဲ့ဒါစုပေါင်းပြီးတော့လှုပ်တာပေါ့နော်စုပေါင်းလှုပ်တယ်ဆိုအဲ့ဒီနဲ့လှုပ်လို့ရှိရင်ဖြစ်ရင်ဒါအားလည်းကောင်းပါပေါ့နော် FDA ဆိုတဲ့အားနဲ့လည်းဝင်ရမယ်အဲ့လိုဆိုလို့ရှိရင်ဖြစ်ရင်ရွေချက်ကတော့အ ਨੇ ဆုံးရာကုန်မြို့မှာအာဒီတိုင်းနယ်ပြည်နယ်ပေါ့တိုင်းဒေသကြီးအတွက်ကိုအာအများဆုံးရအောင်လှုပ်ချင်တယ်ဆိုပြီးဆန္ဒနဲ့ပြင်ဆင်တယ်အစပိုင်းတော့ပြင်ဆင်ပေမဲ့ ဘာဖြစ်လို့မအောင်မြင်လဲလို့ဆိုတဲ့အခါအထူးသဖြင့်တော့ဘာနာကြီးပဲကျွန်တော်တို့ကပါတီတွေကဘာနာကြီးမှာအာမတက်နိုင်ကြဘူးပေါ့နော်မတက်နိုင်ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်ပါတီကိုတိုင်းရင်းသားပါတီတွေပါဝင်ပါတီပေါင်း14ပါတီနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒါပြင်တနိုင်ငံလုံးအပြစ်ခတ်ရစေးရေးသဘောတူညီမှုရရှိပြီးနောက်ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်ပြုလုပ်မဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာနိုင်ငံရေးပါတီတွေအားလုံးပါဝင်တက်ရောက်ဆွေးနွေးခွင့်ရရှိစေဖို့အတွက်လည်းလှုံ့ဆော်နေပါတယ်ကျွန်မရမင်းဦးပါ